ကြတော့ကြောင်မယူဘူးနော်ကိုယ်ဟာလာလူညတတ်တတ်ပြောတာအေးလေအဲ့လိုမျိုးကိုကြီးကကြောင်တင်းညက်ဆက်မယူဘူးနော်ကိုကြီးအဲ့ဒါယူဘူးလားကိုကြီးကအေးလေကိုကြီးကလည်းကိုကြီးကလည်းကြောင်ကလေးဟိုမပေးလိုက်ဘူးနော်အခုချိန်ကြီးအဲအတိုင်းနဲ့တည်းယူလို့မရဘူးကျွန်တော်ကပေးရင်းလေအားလုံးပဲမင်္ဂလာပါဗျာ သိန်း20ရရင်ပေးမယ်ဆိုတော့မိဘတွေကတော့လူကြီးစုံရနဲ့ရှင်းလာပြီပေါ့အဓိက ရှင်းရတဲ့ရွယ်ချက်က သူတို့သိန်း20ဆိုတာကို လက်ခံရရှိထားခြင်းမရှိဘူးပုတုကလည်းသူတို့ကို သိန်း20မပေးထားဘူးခလေးလေးကလည်းလက်ရှိ သူတို့ရဲ့လက်ထဲမှာပဲနှစ်ယောက်လုံးအမွှာလေးနှစ်ယောက်လုံးရှိနေတယ်အဲ့တော့လိုင်းပေါ်မှာပြန့်နှံ့နေတဲ့သိန်း20နဲ့ပုတုကိုရောင်းလိုက်တယ်ဆိုတာမဟုတ်ဘူးဆိုတဲ့ဟာကိုရှင်းထားတယ် ီးတော့ပုတုကိုလည်းရှင်းပြပါဆိုပြီးတော့တောင်းဆိုထားတယ်။အဲ့တော့ရက်ွက်ထဲကလူကြီးတွေပါတယ်၊ဂျက်မီရဖတွေပါတယ်ပေါ့လေ။အားလုံးစုံပြီးတော့ရှင်းထားတယ်။အဲ့ဒါလေးကိုပွင့်ပြခြင်းပါတယ်။ကြည့်အောင်။အဲ့ရက်ွက်လူကြီးတို့လည်းသိရတယ်ဆိုတော့လေရင်းစုံနာမည်လေးတွေမိတ်ဆက်ပေးပါအောင်။နာမည်လေးကိုအခုနာမည်လေး။ကျောင်းကျောင်းရဲတော့နိုင်မှာ။ဟုတ်အမနာမည်လေးရအောင်။ချိုးမ။ချိုးမအခုကရအောင်။ပြထအောင်ပါ။ဒီရက်ွက် ရိုင်းမှုပေါ့ရောက်ကတောင်းထားပါတယ်နောက်တိုင်းတက်လို့လည်းမော်ဘီခရိုင်ဘာတရားကျွေးအောင်ကျေတုံးကျွေးရတိုင်းတာတိုးချဲ့ရက်ကွက်ဒီရက်ကွက်ရဲ့ရက်ကွက်သူရက်ကွက်သူရက်ကွက်သားတွေပေါ့ဒီထိုင်တဲ့လူတွေပေါ့ရက်ကွက်ထဲမှာဩ online မှာဖြစ်တဲ့ဖြစ်ဖြစ်စီကပြောထားတဲ့ဥစ္စာကြီးကတကယ်တော့မဟုတ်ပါဘူးသူရှိရလဲသိင်းရစလဲလက်မခံဘူးပါဘူးသူရှိရလဲတကယ်ကလေးမပေးခဲ့ဘူးပါဘူးကျွန်တော်တို့ကလေးတွေကကျွန်တော်တို့ရေခွေးထဲမှာအခုချိန်ကြီးအခုချိန်ကြီးရှိတုံးပါပဲဟိုသူရဲ့ တိရတွေ့ရဆိုလို့လွန်ခဲ့တဲ့နှစ်လပိုင်းနှစ်နှစ်လလောက်ကဟိုတာကြီးကြောက်ကိုပတ်စံ၄သိန်းခေါ်ပေးဦးပါလေကျွန်တော်တို့ဗီဒီယိုလေးကျွန်တော်ရိုက်သွားပါလေခလေးချီပြောခလေးကြောက်ခလေးကြောက်ကြီးခဏတောင်းချီပါလေပြီးတော့အငယ်မောင်ကိုခဏတောင်းချီပါလေကျွန်တော်တို့မဟုတ်ပါဘူးတကယ်လည်းမဟုတ်ပါဘူးသူလည်းခုပြန်ဖြည့်ရှင်းပါလေအခုကျွန်တော်ကိုသိန်း၃၀ပေးလာလို့ကျွန်တော်ဖုန်းဆက်မေးကြည့်ရောကျွန်တော်လည်းမပေးပါဘူးသူရှိမှသူသိန်းချလာပါလို့ပြောပါလေစေကူတာဖို့ဆိုပြီးတော့ ကျော်တို့ကလည်းသူ့သူ့လက်ထက်လည်းကလေးတစ်ခါမထည့်ဘူးပါဘူးကျော်ကလေးကြီးကျော်ကလေးကျော်လက်ထက်မှာပဲရှိပါတယ်အခုချင်းကြီးဘလို့လေးရင်ဆိုင်ရလဲဆိုတော့ကျော်မိသားစုကိစ္စလေးကြီးပါနော်မိသားစုလေးကြီးရာဒီလိုမျိုးကိုဒီကလေးကြီးဘာကိစ္စရဲ့ရောင်းတာလဲဘာဖြစ်လို့လဲဟိုပေးရလဲဆိုပြီးတော့မဟုတ်မဟုတ်ဘဲတူတို့ online မှာပြတဲ့ကိစ္စကြီးကြောင့်သူတို့ကလည်းကျော်တို့အပြစ်ပုံနေပါတယ်အဲအဲ့လိုအပြစ်ပုံရဲ့ကြော်တော်ကကျော်တို့မှာဟိုရောက်ခမကိုကြောက်ရတဲ့အတွက်ကျော်တို့မပြန်ရဲပါဘူးအိမ်ကို ဟိုဒီဟိုလာပြီးရှင်းတဲ့နေရာဆိုလို့ရှင်သူများတွေကကားဟိုကလူရယ်လည်းမေးကြတယ်အဲ့လိုမျိုးခလေးရောင်းဆလိုက်တာပြချလိုက်တာတော့မေးကြတယ်မဟုတ်ဘူးကတော့ခလေးကသူ့သူ့ရှိလေတခါမှလည်းဟိုလေးသိန်းလူတဲ့ချိန်တော့တခါပဲရောက်တယ်ပေါ့တခါပဲရောက်ပြီးတော့သူကခလေးလေးတောင်းချီရယ်သူကတမီးပတ်စံလေးသိန်းပေးတယ်တမီးကအပ်စံလေးကင်ထားတယ်ကင်ထားပြီးတော့သူကခလေးလေးတောင်းချီရယ်အဲ့ပုံကိုသူကဗီဒီယိုဖိုင်ပုံကိုသူကဆက်ကွန်ရော့ရိုက်ပြီးတော့ဓာတ်ပုံအနေနဲ့လောက်ပြီးတော့ခလေးသိန်း20နဲ့ဝယ်သွားတယ်ဆိုပြီးတော့သူကအဲ့လိုမျိုးပြန်တင်လိုက်တယ်ပြန်တင်လိုက်တော့အမှသမီးရဲ့မိဘတွေကဘယ်လိုပြောလဲဆိုတော့အဝေးမှာဆိုတော့လေ လို့ပြောဆိုခလေးသိန်း30နဲ့ရောင်းလိုက်လားပြုတ်လိုက်လားဆိုပြီးတော့လူကြီးရင်တိုင်လားဗာတိုင်လားနဲ့အဲ့လိုလိုဖြစ်ကုန်တော့ရွာကိုပြန်လို့မရတော့အဲ့လိုမျိုးအဲသူကပဲထောက်ခံတယ်ထောက်ခံပေးပါလေထောက်ခံပေးပါဆိုတာ तू ကလက်ခံနာတာမဟုတ်တဲ့အတွက်ကြောင့်ထောက်ခံပေးတယ်ဒါဆိုတော့ तू ကိုယ်တိုင်ကလည်းပြောလာတယ်ကျွန်တော်လက်မခံပါဘူးခလေးလည်းရောင်းမစားပါဘူးလို့ပြောတဲ့အတွက်ကြောင့်ထောက်ခံပေးပါလေဒီကျန်တဲ့ရက်ကွက်နေလက်ရှိအနေထားရဆင်းရလဲဆင်းရစားကြရမရှိစားကြရလဲမရှိ နေတာတော့နိုင်ငံငားနေရတာပေါ့လက်ရှိဒီမှာနေနေရနိုင်ငံဘူးတော့မရသေးဘူးအားမလာကြဘူး။ဒါနာကိုခေါ်တင်လာတာပါ။သူတို့စရောက်တုန်းကတမိရဲ့ဟိုကလေးတွေရတယ်မိုးတွေဆိုးလာတယ်။သူတို့မှလည်းဝစ်စရာတွေလည်းပဆိုးတော့ဝစ်စရာမရှိဘူးဖြစ်ဖြစ်လာတာလေ။အဖွားအဖွားကလေးတွေပြူပါအဖွားကနိုင်ငံ ဟိုဒီအစုံဆုံးလေးမှာအားနေတယ်ဆိုတော့အားနေအဖကဲကဲတက်တက်တက်ဆိုကျွန်တော်တို့မှာပတ်စံပေးစရာမရှိဘူးအေးပတ်စံပေးစရာမရှိတဲ့ကဲတက်ပေးခြင်းနဲ့ပေးမပေးခြင်းနဲ့ဒီကလေးလေးတွေဒုက္ခရောက်တယ်ဆိုတော့အမသူကလေးလေးကလည်းနိုးမစူအောင်ခါစီရစီဖြစ်ပတ်စံမှမရှိတာလေဟိုဟိုကဲဒီသမားတဲ့အလကားလိုက်ပို့ပေးတာအဝေးရနေပြီးတော့အဲ့နဲ့အဖွာကဲကဲလိုင်းငန်းမှနေဆိုပြီးတော့အစားစရာတောက်စရာတွေသူတို့ပေးကလေးနိုးဘူးပို့အဖွာတပေါင်းထုတ်ပေးရတယ် နော်လိုင်ငန်းကားကိုဖွားမမျောလင့်မှာဘူးဒါအဖွားကလူမှုရဲ့ကူညီတာဟာကိုလည်းတစ်ချိန်ကြရင်ဒုက္ခရောက်နေရောက်မယ်ချမ်းသာရင်ချမ်းသာအဖွားက80ကြည့်ပြီနာမည်ကဒေါ်ကြည်ကြည်မင်းနဲ့အဲ့တိုင်းသားကျွေးရောမှာဟိုနေတာအဖွားအဲ့ဒါအဖွားကူညီထားပြီးတော့သူတို့ရဲ့ဒုက္ခဒုက္ခတွေကိုမကြည့်ရဘူးနောက်တော့မှဒီလိုဒီချောင်းတွေဖြစ်တယ်ဆိုတော့ခလေးကလည်းတော်တော်ကြမ်းမာကြီးမကောင်းတော့နိုးမဆိုးရလို့ဆရာမတို့ကိုပြချင်တယ်ဟာတိရကြီးဖြစ်နေတာခလေးတွေကပတ်သက်မှမရှိတော့ လမ်းမှာမတွေ့အဲ့ဒါရေနဲ့ဖြောတိုင်းမှာဘေးကလူတွေကတနာလို့ဆိုပြီးတော့ရေနွေးတပူလေးတွေလာပို့ထားတာအဲ့ဒါသူတို့အဲ့လောက်ဒုက္ခရောက်လာတာဆိုရွှဲနာလဲကလေးတွေလည်းလဲစရာမရှိဘူးလူကြီးတွေလည်းလဲစရာမရှိဖြာတာခွေးအစီအပါဘူးဖြာတဲ့ခင်းမှာအဒီကျမှအကုန်ပေးကန်ထားတာဒီအဲ့ဒါအာဆီယမားတို့ပြောပြတာသူကတော့ပစိုးတော့ပစိုးလဲဘေးကလူကပစိုးပေးတာဒါမှချမ်းသာတော့မဟုတ်ဘူးနော်တထယ်ဝင်းမှာတထယ်ဆိုတဲ့လူတွေကြီးပဲ တတဲလန်းတာတတဲဝစ်စရာမရှိတဲ့လူတွေအဲ့လိုမျိုးတွေနေရတဲ့ဟာဝေမျှပေးတာမှန်တယ်လေဒုက္ခရောက်တာမှန်တယ်အဲ့ဒုက္ခကိုဘယ်သူတွေမှတာဝန်ရှိတာလဲဘယ်သူတွေကတာဝန်ယူပေးရမှာလဲအဲ့ဒုက္ခတွေကိုကိုအိမ်တော်ဦးစည်းပဲကွာကိုမိမကလေးမွေးတော့မယ်ဆိုကိုဘက်ကိုစောကြီးကကြိုရှာထားပါကွာကိုမင်းခြေလက်အကောင်းကြီးကွာမင်းမိသားစုကိုမင်းကိုယ်တိုင်တာဝန်ယူဖို့အစိုးရကြိုထားကြိုပြီးတော့မင်းရှာထားလေကွာမင်းမိမ ကိုဝင်ရှိကလေးကမင်းရှာထားလေအမွာလေးမွေးပြီဆိုရင်လည်းမင်းရှာတော့လေမင်းစူးစားလေမင်းကလေးတွေအတွက်မင်းစူးစားလေအဲ့တော့မင်းတို့ကြိုက်လို့မင်းတို့အိမ်အောင်ပြုတ်ပြီးတော့မင်းတို့ဘက်ကိုမင်းတို့မွေးလာတဲ့ကလေးလေးတွေကိုဘသူကတာဝန်ယူရမှာဘသူကမင်းတို့ကတာဝန်ပေးကျင်တာအစိုးရကတာဝန်မယူနိုင်ရင်ကလေးမယူနိုင်လေကွာဒီပြဿနာကမင်းတို့တာဝန်မယူနိုင်လို့ဒီကလေးတွေနဲ့ပတ်သက်ပြီးတော့မင်းတို့မစွမ်းဆောင်နိုင်လို့မင်းတို့စေမကူနိုင်လို့မင်းတို့မရှာကျွေးနိုင်လို့ ိန်း30နဲ့ပေးမယ်ဆိုတဲ့စကားထွက်လာတာပဲလေဒါရောင်းစားတာပဲလေကွာမင်းတို့အစိုးရကယူသားလိုက်လေကွာအစိုးရကယူသားလိုက်ကလေးတွေကတော့ကျမ်းမာရေးမကောင်းလို့ကူညီကြပါပရာဟိတအဖွဲ့တွေနဲ့ချိတ်ဆက်လိုက်ရိုးရိုးသားသားတောင်းဆိုလိုက်ရိုးရိုးသားသားအကူအညီတောင်းခံလိုက်ဟုတ်ပြီနော်ပုတုကပြောတယ်ဆိုတာက तू တာဝန်ယူနိုင်လို့ပြောတာပဲဒုက္ခဆိုတာတော့ကွာလူတိုင်းရောက်တာပါပဲလူတိုင်းမှာဒုက္ခဆိုတာရှိတာပါပဲ အစိုးရကကိုမင်းမကိုဝင်ရှိကလေးကကိုတိုင်စူးစမ်းပေါ့ကိုတိုင်ရုံးကန်ပေါ့ကိုတိုင်စူးစောင်းပေါ့ဒါတွေကိုကလေးကျမကြီးကောင်းဖို့မကောင်းဖို့လေဒါကြိုတွက်လေကွာအဲ့လောက်ကြီးဘဝဆုတ်ပြတ်သွားရလောက်တဲ့အထိဘာလုပ်နေတာလဲပြီးတော့ပုတုပုတုနဲ့တွေ့တာတလာခွဲရှိပြီဒီတလာခွဲမှာဘာတွေလုပ်နေတာလဲဒီလိုပဲကလေးကိုပြပြီးတော့အလူငွေတောင်းပါလားဘသူတွေကမင်းတို့လူရမှာလဲဘသူတွေအားကိုးနဲ့မင်းတို့ကလုပ်နေတာတပားသူရဲ့မြစ်တာစေတနာ ျင်နာမှုကိုလိုချင်လို့ရှိရင်ယူသားရတယ်ကွာအစော်ကြီးကယူသားတယ်ယူသားတဲ့လူတယောက်အတွက်ကကိုညီမဲ့သူမရှာဘူးမယူသားခဲ့လို့ဒီပြဿနာတွေဖြစ်လာတာဟာဒါအွန်လိုင်းမှာပြန့်နှံ့နေသလိုမျိုးဒါမဟုတ်ဘူးကွာဒီကိစ္စလေမဟုတ်ပါဘူးခင်ဗျဟုတ်ရင် तू တိတ်နေစေရဆီအမလည်းဒီလိုဘယ်လိုနေမလဲ तू तू ကလည်းအခုဒီအွန်လိုင်းပေါ်ကကိစ္စကိုလည်းအခု तू ပလာစီယာတူက तू ပြန်ဖြေရှင်းပေးမယ်လို့ပြောပါတယ်ကျွန်တော်တို့ကျွန်တော်ရရှိမှာပါပဲတောက်လျှောက်က အဲ online ပေါ်မှာပြန်နေတယ်မှာအရင်ရက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 ်ဒီတဲမှာကျွန်တော်ကလေးကကျွန်တော်လက်ထဲမှာပဲပါသူ plus ရက်တူတယောက်ကဘယ်ကတင်ရလဲဆိုတော့ဟိုမန္တလေးမန္တလေးဟိုဒါပေါ့ငလင်းဘေးဘက်ကနေပြီးတော့သူကအဒီကလေးကိုဝယ်လိုက်ပါပြီဆိုပြောတဲ့နေ့ကကျွန်တော်တို့ကဒီရန်ကုန်တိုင်းထဲမှာပါသူကမန္တလေးဘက်မှာပါဘလို့မှပတ်သက်မှုလည်းမရှိပါဘူးသူကကျွန်တော်တို့ကတခါတော့ကူညီဘူးဒါပဲမှန်တယ်လေတာဂီတာမှာကျွန်တော်တို့လင်မယားလေးကိုရွှေပြည်သားမျိုးကိုခေါ်ပေးဘူးလေသိန်း အဲ့တခါပါပဲအဲ့ချိန်မှာဆိုဗီဒီယိုလေးချုပ်ရိုက်ထားမယ်တဲ့ဟိုဒီနှလုံးခွဲစိတ်ပြီးွားရဲ့ခါကြရင်သူကနေပြီးတော့ဒီဗီဒီယိုဖိုင်လေးကိုချိန်ပေးမယ်ပေါ့စားဖို့တောက်ဖို့အတွက်အလူရှင်လေးပေါအောင်လို့ဆိုပြီးသူလှုပ်ပေးပါမယ်လို့ပြောပါတယ်အခုသူသူပြီးကြရတော့ကလေးကိုကျွန်တော်ရှိရအချိန်မှရေအေးဆုံးချီပါတယ်ခဏတောက်ချီပါတယ်ဟိုငယ်မလေးကိုလည်းခဏချီပါတယ်အဲ့ဒါအဲ့ဗီဒီယိုဖိုင်ကနှစ်လလောက်ဖြစ်နေပါပြီသူရိုက်ထားတာဟုတ်ကဲ့အခုမှတက်လာတယ်အခုရပိုင်း၃ရက်လောက်ရှိပြီပေါ့နော်အဲဗီဒီယိုဖိုင်တက်လာတယ်အွန်လိုင်းပေါ်မှာဖြစ်နေတဲ့ ဟိုသိန်း၃၀လဲဖြစ်တဲ့ကိစ္စတွေကတကယ်တော့မဟုတ်ပါဘူး။ तू ကလည်းဒီဒီသိန်း၃၀အကိုတို့ပေးထားတာမဟုတ်ဘူး။ကျွန်တော်လက်ထက်မှာရှိပါတယ်လို့လည်း तू ကျွန်တော်တို့ခုဖုံးဆက်ပြီးတော့ပြောပါတယ်။တော်တော်တော့ဒီဟိုရောက်ကမကြီးဆိုရင်ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီကလေးရောင်းစားဆိုပြီးတော့မှဂျောရမန်နဲ့ဖြစ်နေကြတတ်မဲ့ပုံမှန်အောင်ဖြစ်နေပါတယ်လူကြီးရဲ့တဲ့ကြောင်းကြပါတယ်ကြောင်းရမ်းနဲ့အဲ့လိုတော့ဖြစ်တယ်အဲကလေးရောင်းနေပြီဆိုပြီးတော့လူရိမ့်အောင်မှာပဲသူရောက်ရောင်းရင်ရောက်မှာပေါ့ပြောလို့မရပါဘူးအဲငိုရည်ရဖြစ်နေကြကျွန်တော်တို့တော့မှမပြန်ရဲပါဘူးအဲရောက်ကမအိမ်ကိုကိုကိုထိုးမှာကြိတ်မှာသလို့ ါကိုကိုလာဒါကလေးတွေရောင်းဖို့လဲစီစဉ်မရှိဘူးအစီအစဉ်မရှိပါဘူးကျွန်တော်တို့မှာဘယ်တော့ဘယ်တော့ကမှမတွေးလဲမတွေးဘူးရှီလဲမရှိဘူးကျွန်တော်တို့တကယ်ဟိုကိုဒီလေးလေးလားလားဖြစ်နေပါပြီကျွန်တော်တို့တကယ်ထိမ့်သိမ့်လာခဲ့တာရှိရှိမရှိရှိငငပြက်ပြက်ဆိုပြီးဒီလိုရဲပဲကျွန်တော်တို့ကြီးကြီးပြီးလာမွေးလာခဲ့တာရောက်လာတော့တော့တော်ကြီးကလာပြောတာစင်မပြေလို့ရဲ့အများနဲ့ရောက်ကလေးတွေနဲ့ဒုက္ခရောက်နေလို့ရောက်လာတယ်ဒါဘယ်လိုလေးလုပ်ဝင်ကောင်းမလဲတော်ကြီးကပြောတော့တော်ကြီးခန်းနေဝင်ကိုဆက်ပြေးထားတယ် ကူညီတောင်းထားတယ်ပေါ့ကူညီပေးမယ်လို့ပြောတယ်အဲ့တော့ကြတို့ဖြစ်နေတဲ့ကိစ္စတွေကိုလည်းရှင်းရင်လည်းခေါ်ပြီးတော့မနေရတဲ့ကမနေရခေါ်ထားတယ်လို့ပြောတာဒီနေ့ရောက်မှာပေါ့အဲ့တော့ကြောင့်ဒါတို့ရှင်တစ်ချက်တော့ကူပြောပေးပါဖြေရှင်းပေးပါပေါ့ဒီလိုပြောတော့သူရလာပြောတယ်အဲ့တော့ကြောင့်ဒုက္ခရောက်နေတဲ့လူတော့ကူညီတာတော့ကောင်းပါလေအမေဘလူဘလူမှပုံခတ်ပဲနဲ့ကိုယ်ကိစ္စကိုပြင်ရှင်းတာတော့အကောင်းဆုံးပဲရတာရတာပဲဖြစ်ဖြစ်မရတာပဲဖြစ်ဖြစ်ဖြေရှင်းမင်းမဲ့လူကလည်း ဖြည့်ရှင်းပေးတာအကောင်းဆုံးပဲလက်ခံထားတဲ့လူကလည်းလက်ခံထားတဲ့အကြောင်းတယောက်နဲ့တယောက်ပုံဝင်လေးလေးပြောပြီးတော့ရှင်းတာအကောင်းဆုံးပဲအဲ့တော့ဖြည့်ရှင်းပေးလိုက်ပါအဲ့တော့ကလေးတွေအတွက်ကလေးတွေကတော့ဘာဖြစ်လာမလဲသူသိရတာမဟုတ်ဘူးလေအဲ့ဒါကြောင့်ကလေးတွေရဲ့ရှည်ရေးအတွက်ဖြည့်ရှင်းပေးတာအကောင်းဆုံးပါလို့ဒါပဲပြောချင်ပါလေအတီးရတော့ကြည့်နေဆိုတော့သူတို့ဟိုဖုန်းနေကြည့်တယ်တဲ့ထဲမှာလေသူတို့ကရောင်းစားတဲ့ရောင်းစားဆိုဒီယုံနဲ့ဒီယုတ်တို့အန်တီတို့ကမြင်ဘူးနေတာ အသူတို့မတွေ့ဘူးတဲ့ဟိုကအနေနဲ့မြင်ဘူးနဲ့ဒါပေမဲ့ဘုံနဲ့ကတော့နည်းနည်းရောင်းစားထားတယ်ဆိုတော့နည်းနည်းအထင်သေးတဲ့ဘိုင်းနေပါတာပေါ့နော်ဒီလောက်ဒုက္ခသိမ်းနေစေရထားတော့ဒီလောက်ဒုက္ခရောက်နေတယ်ဆိုတော့အာသူကပြောပြအဖွားကိုပြောပြတယ်ပြောအဖွားနာမှာအဖွားမြည်တွေပါရလိုက် all ဒီ line တွေကြည်နေတော့လေအဲဆိုခုတူးလေးကိုဆက်သွယ်ကြည့်ပါလားဆက်သွယ်ကြည့်လို့ချင်းနင်တို့ကလေးတွေအဆင်ပြေနေပြေလောက်မှာပေါ့အဲ့လိုပဲအဖွားကလည်းပြောလိုက်မိတယ်အာနဲ့သူတို့ကလည်းအဲ့ကလေးတွေနဲ့ချိတ်ပြီးတော့ အခုတမီးတို့ဆက်သွဲပြီးတော့ခေါ်လိုက်တာအဖွားတို့ကအေးအဲ့ဒါတွေကိုဆက်သွဲကြည့်ပါလားဆိုတော့အတမီးတို့ကလူငယ်တွေကနေသူ့ကိုဆက်သွဲပေးလိုက်တာအဲအဲ့ဒါကြောင့်မို့တမီးတို့ကိုတိတာအဖွားတို့ကတမီးတို့မြင်လဲမမြင်ဘူးလေအဲအဲ့လိုလှူတယ်ဆိုပြီးတော့တမီးတို့ရုပ်ကမပေါ်ဘူးလေလှူတဲ့လူတွေပုံစံမပေါ်တာလေအဲ့ဒါကြောင့်မို့ အဲ့ဒါကြောင့်မို့သမီးတို့ဆက်သွယ်ပြပြီးခေါ်လိုက်တာပါကျေးဇူးလေးတင်ပါတယ်ယုံကြည်တယ်ဆိုတော့ဘာဖြစ်လို့ဆင်းရဲနေစားစရာတော့မရှိတဲ့ဟာလေခလေးတော်လိုဘူးတိုက်စရာမရှိဘူးရေဖြော်တိုက်ပြီးတော့ဟာတော့မရှိတော့အဖွားတို့ကလည်းအဖွားတို့တက်တဲ့အုံနောက်ကလေးနဲ့အဖွားတို့ကသူတို့ကိုညံပေးရတာသမီးတို့ကိုခေါ်ရတာလေအဲအဲ့လိုမျိုးလေးပေါ့ဒါပေမဲ့သမီးတို့ကအဖွားတို့ကဆက်သွယ်မရရမယ်သမီးတို့ကလူအများနဲ့ဆိုတော့ဘယ်သူဆက်သွယ်မလဲဒါကတော့တစ်ချက်နားလေပို့လူတာပေါ့နော်ဒါဒါကြည့်နေတဲ့သူတွေက တမီးတို့ကိုဘွားတို့ကဆက်သွယ်မှာတမီးတို့ကတိမာလေတဝူးတယောက်ချင်းဆိုတို့တိတမီးတို့ကအများနဲ့လေအဲအဲ့လိုမျိုးကြီးဘွားတို့ကကျေးဇူးတင်ပါတယ်လို့တမီးတို့လိုက်ဒါအခုလည်းပြောပြပါဦးကဒီကိုဒါ30လမ်းယူထားလို့ဆိုတော့လေဒါအခုလေဒါလက်ခံပေးရပါထောက်ခံပေးရပါရပ်ပတ်နေတယ်ထောက်ခံပေးပါတယ်ဟုတ်မှာတော့တောင်းဝင်ယူခွင့်မဲ့လူတော့မရှိဘူးကမရှိဘူးဆိုတော့ကလေးတွေကလည်းရန်ဒုက္ခရောက်နေတယ်သူတို့ကလည်းစောင့်နေရတယ်အဆင်မပြေဘူးနေဖို့ထိုင်ဖို့ကြတော့လေဒီအန်ဒီယာကူနေရတော့နေလို့ထိုင်လို့ရနေရတဲ့ကြောင့် ဒီဘက်မှာကုညီတောင်းမှုလူကြတော့လည်းမရှိတော့တကြောက်သူကလေးတွေရဲ့ကြမ်းမကြီးရလဲရန်လဲနှူသေးတော့ကလေးကတနေ့နဲ့တနေ့ပို့ပို့ဆိုးလာတော့အမခိုင်နေငယ်ရှိပဲတန်တန်ဆိုဆက်တွေ့ပေးမယ်လို့တော့ဒီကလေးတွေရဲ့မိဘနှစ်ပါးကိုပြောထားတယ်အဲကြောင့်အဲ့လောက်တော့ကုညီပေးမယ်ကုညီနိုင်တော့တော့ကုညီပေးမယ်လို့ပြောထားတယ်ဆက်တွေ့ရတော့ဆက်တွေ့ပြီးဆက်တွေ့ပြီးပြီဖြစ်တဲ့တကြောက်မိဘဒုဘကတော့ပြန်ဆက်တွေ့သေးဘူးကျွန်တော်တို့ကတော့အခက်နေဘက်ကိုဆက်တွေ့ပြီးပြီအဲဒါကြောင့် သူတို့မိဘတဘောပြောပြီးသားစိတ်မပူနဲ့တက်နိုင်ဆုံးတော့ကုညီပေးတာလဲဆက်တွေ့တာတဲ့ဘယ်တော့လာမလဲတော့မသိဘူးလာတော့လာလိုက်မယ်ကုညီပေးမယ်လို့တော့ပြောတာတယ်ကျွန်တော်တို့ကလေးကိုဈေးကူဖို့ပဲကုညီတောင်းမှာပေါ့ဟို Facebook ကမို့ရတော့မိဘနှစ်ပါးကိုလည်းမပေးသူတို့ကလည်းမပေးဘူးဒီကလေးကသူတို့ကလေးပြောတာကြောင့်ယူနေမှာပဲထားမယ်နောက်ကနေကိုကုညီတောင်းပေးကိုကျွန်တော်ကူညီတောင်းမယ်ပြောတော့ဟုတ်တယ်ပါကိုကူညီတောင်းမေးပါကျွန်တော်ချစ်ကူဖို့ယုံလေးတတ်တတ်ပဲကူညီတောင်းမေးပါပေါ့အဲ့ဒါကြောင့်ကျွန်တော်လည်းဆက်တွေ့ထားတယ်နောက်ခိုင်းနေဝင်ရှိဟုတ်ကဲ့ပါ ဟိုကဘယ်လိုဖြစ်တယ်လဲဆိုတော့ဟိုဟာနှုတ်မဆိုးနိုင်ရနေပြီဟိုအသက်ရောက်တော့ဘာလို့ဖြစ်တယ်ဖြစ်ပြီးတော့ဆေးရုံတော့ပြတယ်ဆေးရုံတော့ပြတော့ဆေးရုံမှာနှစ်ရက်လောက်ဆရာဝန်ကြီးကစောက်ကြည့်တယ်သွေးစစ်တယ်အဲ့လိုမျိုးပြီးတော့ဟိုဘာမှမပေါ်တဲ့ဆုံးတော့ရင်မက်တက်မှရဲဓာတ်မှိုင်လည်းရဲရဲရောဟိုကလေးကနှလုံးအပေါက်ပါတယ်သွေးကြောလည်းအပူပါတယ်သွေးကြောမပိတ်ဘူးဆိုပြီးတော့ဟိုကလေးဆရာဝန်ကြီးကခွဲရမယ်ပေါ့နော်အခုကတော့ငယ်သေးတယ်6လပြည့်ခွဲရမယ်လို့ပြောတယ်အဲ့မခွဲလို့ရှင်ရောဘာဖြစ်နိုင်လဲပေါ့ကလေးကမခွဲလို့ရှင်အဆုတ်ထဲသွေးရောက်လို့ရှင်တည်ရဲလို့ပြောတယ် ဟုတ်ကဲ့မဟုတ်အခုချိန်ကြီးလဲသူများပတ်စံယူထားပြီးတော့ကိုကလေးကြီးလဲရောင်းစာအစင်းတော့ကြောင်းတော့မရှိသေးဘူးသူများရဲ့လိုလဲဒီကိုကလေးကိုသူများသူများလက်ထဲပေးလောက်တဲ့ရိတ်ချင်းလဲခန္ဓာရိတ်ချင်းလဲကြောင်းတော့မရှိဘူးမပေးလဲမပေးနိုင်ဘူးဒါပေမဲ့ကျွန်တော် online ပေါ်မှာပြောခဲ့တဲ့စကားတစ်ခွန်းကျော်ရှိရယ်ကလေးကိုသူများအောင်ပေးမယ်သိညစဲပေးမယ်ကျွန်တော်ကြီးမကြီးပြေးမယ်ဆိုပြီးပြောခဲ့မိတယ်ဒါပေမဲ့လင်းမယားရင်ဆေးရုံပြန်လာပြီးတော့စကားများရံဖြစ်လို့ကျွန်တော်စိတ်ဆိုးဆိုးရဲ့ဟိုမီဒီယာတွေရဲ့တွေးလို့ကျွန်တော်လမ်းမှာ ခေါ်မေးလို့ကျွန်တော်ပြောလိုက်မိတယ်ဒါပဲကျွန်တော်ရင်ထဲပါလို့ခုမှပြောရမှာမဟုတ်ဘူးခု online ပေါ်မှာပြန်လည်နေတဲ့30ကိစ္စကျွန်တော်လည်းလက်မခံထားဘူးပါဘူး online ပေါ်ကလူတွေလည်းကျွန်တော်ယုံမေးကြပါလို့သူများပတ်သက်လည်းကျွန်တော်မဟုတ်ဘဲမယူကြပါဘူးကျွန်တော်လည်းတကယ်လို့ယူထားခဲ့တဲ့ရှင်လည်းကျွန်တော်ထိတ်ထိတ်ရှင်းပေးဆိုရှင်းပေးရပါတယ်ကျွန်တော်ဘက်ကဟုတ်ပါတယ်သူတို့အခြေအနေကြည့်ပြီးတော့30ဆိုတာလဲအခုမြူးဆိုတာလဲအဖွားတို့ကတိနေပြီလေတိနေတော့လည်းအဖွားတို့ယုံကြည်ပါတယ်သူတို့ ဟိုစားကြတောက်ကြမရှိနေလို့အခုတော့ယုံသွားတော့မှာပေါ့အာငါ့ပြန်နေတော့အာအခုတော့ယုံကြည်ပါတယ်လို့ဟုတ်ပါတယ်တိန်း20ခြူထားတာမဟုတ်ဘူးဆိုတော့ယုံလဲယုံကြည်တဲ့သူတို့ကလည်းတကယ်ရှိတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မဟုတ်ဘဲနဲ့မယူဘဲနဲ့ယူရတဲ့နဲ့တော့မယူဘူးလို့မပြောပါဘူးတကယ်မယူလို့မယူဘူးလို့ပြောတာပါအဲ့ဒါကြောင့်ထောက်ခံပေးပါလေ အဲ့တော့တေးကြတာတခုကတော့သူတို့လက်ထဲမှာသိန်း30တကယ်ယူထားတာမဟုတ်ဘူးကလေးတွေကလည်းသူတို့လက်ထဲမှာရှိနေတယ်ဆိုတာကိုအသိပေးခြင်းတယ်လို့ကျွန်တော်ကတော့ယူဆပါတယ်တကယ်လို့သိန်း30ယူထားရင်လည်းဒီလိုမျိုးနေလို့မရပါဘူးနော်ဒါကတော့လူကုန်ကူးမှုနဲ့ချုပ်ထဲရောက်သွားမှာပါဟုတ်ပြီနော်အဲ့တော့စိတ်ဆိုးလို့ပဲဖြစ်ဖြစ်ခင်များချင်းစကားများလို့ပဲဖြစ်ဖြစ်ဒီလိုမျိုးကိုယ့်ရဲ့ကလေးလေးကိုငွေကြေးတစ်ခုဖြတ်ပြီးတော့တန်ကြေးတစ်ခုဖြတ်ပြီးတော့သိန်း30ရရင်တော့ပေးမယ် အဆင်မပြေလုံးလို့ပေးရတာပါသိန်း20ရရင်တော့ပေးမယ်ဆိုတဲ့စကားကရောင်းစားတာနဲ့အတူတူပါပဲဒီလိုသုံးနှုံးမျိုးဒီလိုစကားမျိုးကိုဘလို့ခြေနေမျိုးမှပဲဖြစ်ဖြစ်သုံးနှုံးလိုက်ပြီးမီဒီယာရှေ့မှာပြောမိလိုက်ပြီးဆိုတာကိုကဘသူမပြုတ်မိမိမှုပါပဲလူဆိုတာကဗျာကိုယ်စိတ်နဲ့တန်တဲ့ဘဝမှာပဲနေရတာပါအဲ့တော့ကိုပြုတ်မှုလိုက်တဲ့အပြုတ်မှုကိုပြောလိုက်တဲ့စကားတခွန်းကကောင်းချင်းဆိုးချင်းကိုကိုယ်ကိုယ်တိုင်ပဲခံရတာပါပဲ ဒီကိစ္စကလည်းဒီတိုင်းလိုပဲကျွန်တော်ကယူဆပါတယ်ကျွန်တော် viewer တွေလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘလို့ထင်လဲထင်မြင်ချက်လေးတွေကိုလည်းပြောပြပေးသွားလို့ရပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော် quiz ော်ပါ